လောက်နေထိုင်အောင်မှာဒီဟို alert လည်းပေးတယ်ဗောနော်ဒီ message ချက်ချင်းရောက်တယ်ဗောနော်ဒါမဲ့ဘာလို့ဒီချက်စီတော့ဘာလို့လဲဆိုတော့ကြည်နေထမ်းပြေယူအာဒီမှာဘသူမှလည်းထွက်မပြေကြတော့ဘောနော်သူတို့ကကြာသူတို့ရဲ့အဆောက်အဦတွေကအမ်ဒီခိုင်မာမှုရှိတဲ့ခါကြတော့အလိုပဲပေါ့ဆိုစဒီရောက်ရောက်ချင်းကကြတော့ရင်တော့ကတော့ပြေးတယ်ပထမနေ့လောက်ကအခုကြတော့မပြေးတော့ဘူး ကျွန်တော်ကြည်နေလိုက်တယ်အဆောက်အဲ့တွဲလောင်းကြနေတဲ့ຢာလေးရှိရလေဒီထက်ခိုးပေါ်ကနေအဲ့ဒါလှုပ်နေတဲ့ဟာကိုကြည်ကြည်ကြည်ပြင်တခြားဆဲဆိုအခုရှစ်လွာမှာပေါ့နော်ပြင်ဒီဆောက်ဦးဆိုလဲအော်နေပြီနှစ်ပေါင်း50 50ကျော်လောက်ပြီအဲ့လိုမျိုးဆိုတော့ဒီတခြားဆဲတော့မြန်မာမှာလဲပေါ့နော်ဒီအဆောက်ဦးတွေကိုအာ ငလျင်တန်းခံတကယ်ကိုဆောက်ဖို့လိုအပ်နေပေါ့နော်ဒီအတွက်ဘယ်အဖွဲ့အစည်းကမဆိုပေါ့နော်အခုဆိုအောလာပြီပေါ့နော်ဒီအစားဦးတွေဆောက်တယ်ဆိုလို့ရှိရင်ဒီငလျင်တန်းခံဆိုတဲ့ဟာမျိုးကိုတွေးဖို့ပေါ့နော်လုပ်ဖို့အတွက်စနစ်တကျလုပ်ဖို့အတွက်ပေါ့ဆိုတာတော့ဒီခက်ခဲရတော့အများကြီးပေါ့နော်ဒီအစအဦးမှမဟုတ်ဘူးတခြားအစအဦးတလုံးမျိုးခန့်ခိုင်မှမှာ nation wide ပေါ့နော်တနိုင်ငံလုံးဒိုက်တာနဲ့ဖြစ်ဖို့အတွက်က အဒီနိုင်ငံရဲ့အနေအထားဒီဒီနိုင်ငံအကျမှုကလည်းလိုသေးရပါတော့ဆိုတော့လိုဖြစ်ဖြစ်တော့ခုကြာတော့လူတွေကဒီအဆောက်အဦဆောက်လို့ရှိရင်အမ်ဒီငလျင်တန်ကန်ဆောက်ရမယ်ဆိုတာကိုပို့ပြီးတော့ဒီ awareness ရသွားတယ်ပေါ့နော်အဲ့အတွက်ရင်းနှီးမြှုပ်နှံလိုက်ရတဲ့အရာတွေကလည်းမသိဘူးပေါ့နော်